မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မြိုင်ပခုတ်ကူလမ်းမိုက်မှာအကြမ်းဖက်စစ်ခွေးများတပ်ဆွဲထားတဲ့စီမံကိန်းရုံးကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီတပ်သား12ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်73လက်သိမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ9ရက်နေ့မနက်4နာရီခွဲကစတင်ပြီးတော့ မြိုင်မြို့နယ်မှာရှိတဲ့တိုက်ခိုက်ရေးအဖွဲ့များပူးပေါင်းကမြိုင်မြို့ပခုတ်ကူသွားတဲ့လမ်းပိုင်းမှာရှိတဲ့စီမံကိန်းရုံးမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့နှစ်ကြိမ်ဘုံကျဲခုခံတိုက်ခိုက်ခဲ့တော့လေည9နာရီလောက်မှာအပိသက်သိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိပြီးတော့စစ်တုံးမှန်ဆန်နှူးကိုဖမ်းဆီးရရှိကာတအုပ်ကတော့ပြင်းထန်ထန်ရရှိထားပြီးတော့စေကူတမှုပေးနေတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဘက်ကလည်းရဲဘော်တအုပ်မြင့်မြတ်စွာကြာဆုံးခဲ့ရပြီးတော့ရဲဘော်6ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားဆန်နှူးဖြစ်တဲ့ရဲအုပ်တောင်းထွေးစိုးရဲအရာခံထွန်းမင်းစောရဲတပ်ချက်ဇော်ဝင်းနိုင်ရဲတူတပ်ချက်တင်မျိုးထွန်း ရဲတပ်သားဇော်နိုင်ရဲတပ်သားရဲရင်အောင်ရဲတပ်သားတန်းတိုးအောင်ရဲဒုတက်ချက်မင်းမင်းထွန်ရဲတပ်သားမင်းမင်းစော်ရဲဒုတက်ချက်တပ်ကိုကိုတက်ချက်ဦးထွန်တပ်သားမျိုးနိုင်ဝင်းတို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးများထံကနေပြီးတော့ G30 လက် MA3 တလက် MA4 တလက် SAM39 တလက် G3 G ပေါက်15ခု MAG ပေါက်2ခု G3 G 136တောင်း 5.56G 38တောင်းလက်ပြုံကိုလုံး စံတီနိုင်အဖူး6ဖူးအုတ်ထုပ်5လုံးဖုန်း3လုံး equipment 9ခုငွေသား22သိန်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါးဖန်းစီရမိထားတဲ့စစ်ခွေးများကိုစစ်တုံးမန်းဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်လို့နိုင်ငံအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မြိုင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွဲမှာမြိုင်မြို့မှာရဲစခန်းကစစ်ကူစစ်ကြောင်းဟာမနေ့9နိုင်ခွဲအချိန်ကမှ2ချိန်နေ့လယ်12နိုင်လောက်မှ2ချိန်မိုးလယ်3နိုင်15မိနစ်မှ2ချိန်3ချိန်တိတိစစ်ကူပေးရန်ထွက်လာတဲ့စစ်ကြောင်းများကိုတော်လိုင်းတပ်ဖွဲ့များက ကြားဖြတ်ပြီးတော့ဟန်တာဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ10ရက်နေ့မနေ့9နာရီလောက်မှာမြိုင်မြို့တွင်စီမံကိန်းရုံးကိုတော်လိုင်းတပ်ဖွဲ့များကရှင်းလင်းရေးဆောင်ရွက်တဲ့အချိန်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းရဲဘော်တအူးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးမိရှို့နေတဲ့ အကြမ်းဖက်စစ်ခွေးများကိုတိုက်ခတ်ရာစစ်ခွေးအကောင်30ထက်မနေတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့မှာညောင်ဦးမြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ခွေးများဟာကင်းဆက်လုံရွာကိုမိရှုံနေတဲ့အချိန်ပုတ်ပား PGF တပ်ဖွဲ့နဲ့အတူမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ရာစစ်ခွေးတွေဘက်က MI-35 ရဟယင်နဲ့၃ချိန်ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းထိပ်တွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့60မမဘုံဒီများ RPG ထိပ်ဖူးများကိုတင်းစီရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သားအကောင့်30ထဲမနေထိခိုက်သေးဆုံးသွားတယ်လို့သိရပါတယ်။ဇွန်လ1ရက်နေ့မှာ မင်းကိုတော်ရွာကိုမိရှုံနေတဲ့အချမ်းမတ်စစ်ခွေးများကိုပုတ်ပါ PGF တပ်ဖွဲ့နဲ့မဟာမိတ်တပ်ပေါင်းစုများကဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိကာထွက်ပြေးလွတ်မြောက်သွားပြီးရွာပလဲကြီးရွာကိုမိရှုံနေတဲ့စစ်ကြောင်းနဲ့တွဲရောက်ပြီးတော့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ၂ရက်နေ့မှာတောင်တော်ကြီးရွာကိုမိရှုံနေတဲ့အချမ်းမတ်စစ်ခွေးများကိုပုတ်ပါ PGF အရန်တပ်စစ်ကမဟာမိတ်များနဲ့တွဲရောက်ပြီးတော့တိုက်ခိုက်ခဲ့ရာအချမ်းမတ်စစ်ခွေး၁၀ကောင်တိတ်ဆုံးသွားပြီးတော့တော်လိုင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်၁၁ဦးကြာဆုံးကရဲဘော်၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ီးတော့ MA1 မောင်းမြန်နှက်လက်နဲ့ပြောင်းချောတက်လက်တို့ဆုံရှုံခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးအလောင်းတွေကိုကားတွေနဲ့လာတိုက်သွားတာဒဏ်ရာရတာတွေရောအလောင်းတွေကိုတဲထုတ်သွားပါတယ်။ကျွန်တော်တို့တွေအသက်ပေးကာကွယ်နေသလိုပြည်သူလူထုအနေနဲ့လည်းတရင်ကစပြီးတော့ခဲရန်လက်နက်များကိုပံ့ပိုးကူညီဖြည့်တင်းပေးကြဖို့တိုက်တွန်းလိုပါတယ်လို့ Popa Production and Guerrilla Force PPGF အဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေများကိုအသေးခံတိုက်ခိုင်းနေတဲ့အတွက်မြို့နာအထိကိုစစ်ကြောင်းများရောက်ရှိလာပြီးထိုးစစ်ဆင်ရာလမ်းကြောင်းတစ်လျှောက်မှာလည်းပုတ်ပွားနန်းစော်နေတဲ့စစ်ခွေးအလောင်းများပြန့်ကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မှာတောင်ပြည်တပ်မဟာသုံးနယ်မြေနောင်ချုံမြို့နယ်မှာရှိတဲ့ကြောက်ကြံ၊နောင်လင်၊ကြောက်တော်အုံမခနားမုံနဲ့ရေမောင်းတန်းချိပါကြားတို့မှာအကြမ်းဖက်စစ်ခွေးတပ်နဲ့တောင်တမရော DNA လေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွဲမှာစစ်ခွေးတပ်ဘက်ကလက်နက်ကြီး132လုံးနဲ့ drone နဲ့ဘုံသီးအလုံး90ရုပ်ကိုပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ထုံမျိုးနားထီတော့ကတ်နေပြီးတိုက်ပွဲကပတ်ပတ်လေကိုဖြစ်နေတာအင်အားတော်တော်များများကိုဖြန့်ခွဲပြီးတော့တတ်နေတာလက်နက်ကြီးတွေနဲ့ကလည်းဒဏ္ဍာရပစ်နေတယ်။အသေးကန်ဇွတ်တိုးခိုင်းနေတာပေါ်တာဆွဲပြီးတော့မဖြစ်မနေစစ်မှုထမ်းခိုင်းတာတဲ့စစ်သားတွေကြီးပဲ ်သေဆုံးထွက်ပြေးအလင်းဝင်စရင်ဆိုရင်ခံမန်းလို့တော့မရဘူးရှေ့သေးနောက်ကထတ်တန်းနဲ့ထပ်ဖြိတ်နေတာပေါ့သေဆုံးသွားတဲ့စစ်ခွေးအလောင်းတွေဆိုရင်ပြန်ကျဲပုတ်ပွားပြီးနန်းစော်နေတာမြင်လို့တော့မကောင်းဘူးလို့ဒနုပြည်သူလွတ်မြောက်ရေးတပ်ဦးဒီပီအာလေတပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံတာဝန်ရှိသူတို့ကပြောပြထားပါတယ်အခုလိုအသေးကန်တက်ခိုင်းနေမှုကြောင့်ထွက်ပြေးသူများအလင်းဝင်သူများအများအပြားရှိနေတော့လေအင်အားထောင်ချီအသုံးပြုထားတဲ့အတော့ပြန်ဖမ်းမိသူများလည်းရှိနေတယ်လို့သိရပါတယ် အချို့စစ်မှုထမ်းတပ်သားတဲ့များဟာပြေးကျင်ရာကိုရှောက်ပြေးနေတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ဒါကြောင့်မိဘပြည်သူများအနေနဲ့ဘေးလွတ်ရာကိုတိမ်းရှောင်ပေးကြပါရန်၎င်းကဆက်လက်ပြီးတော့တိုက်တွန်းပြောကြားထားပါတယ်။ဇွန်လ9ရက်နေ့မှာနောင်ချုံမြို့နယ်နောင်လင်းကြောက်ကြမ်းနယ်အုံမခန်းကြီးရွာတို့မှာစစ်ခွေးတပ်နဲ့တောင်းတမတော် TNL တို့ကြားတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ခွေးတပ်ကလက်နက်ကြီး85လုံးနဲ့ drone နဲ့ဘုံဒီအလုံးရေ40တို့ကိုပြစ်ကူပိတ်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြောက်တော်နားမုံနဲ့ရေမောင်းတန်းချေးပါကြားမှာစစ်ခွေးတပ်နဲ့တောင်းတမရော TNL တို့ကြားတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ခွေးတပ်ကလက်နက်ကြီး10လုံးနဲ့ drone နဲ့ဘုံ10လုံးတို့ကိုပြစ်ကူပိတ်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရေမောင်းတန်းချေးပါဘက်မှာလည်းစစ်ခွေးတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့48လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ဇွန်လ၈ရက်နေ့ကလည်းနောင်ချုံမြို့နယ်မှာရှိတဲ့ရေမောင်းတန်နောင်လင်းအုံမခါကြောက်ကြမ်းကြောက်တော့နားမုံနဲ့ကတဲမြောင်ကြီးွာတို့မှာအကြမ်းဖက်စစ်ခွေးနဲ့တောင်းတက်မရော TNL တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီအတိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ဘက်ကလက်နက်ကြီး186လုံးနဲ့ drone နဲ့ဘုံဒီ48လုံးတို့ကိုပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုများကနေရှောင်ရှားနိုင်ရန်စစ်ရေးသတိအမျက်ရှိရန်လိုအပ်ပြီးတော့ လေကြောင်းရန်ကနေပြီးတော့ကာကွယ်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလာများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရဲအထက်ရဲစခန်းကနေထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မှာမြောင်မြို့နယ်ကြောက်ရဲအထိုင်ရဲစခန်းကစစ်ကောင်စီတပ်သားတန်းထိုက်ကိုကြေးရွာတပ်ပေါင်းစုမြောင်ကတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီတပ်သားတန်းထိုက်ဟာကြောက်ရဲရဲစခန်းအတွင်းမှာကြီးနိုင်ငယ်ချင်းနှိပ်စက်မှုဒဏ်များကိုမခံနိုင်တဲ့အတွက်ထွက်ပြေးလာခြင်းဖြစ်တယ်လို့သိရပါဗျ။တနတ်တော့မပါလာဘူး။သူကစစ်ခွေးစခန်းမှာနှိပ်စက်ခံရပြီးတော့မုန်းချက်လာလို့ထွက်ပြေးလာတာကျွန်တော်တို့ရဲဘော်တွေကင်းပတ်တဲ့အချိန်နဲ့တွေ့လို့ဖမ်းခေါ်လာတာအခုတော့လုံခြုံတဲ့ ဲ့တနေရာမှာစစ်ဆေးမှုတွေလုပ်နေပါတယ်လို့ကြေးရွာတပ်ပေါင်းစုအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့ရဲဘော်တန်းထိုက်ကိုတော်လိုင်းရဲဘော်များကဆက်လက်ထိန်းသိမ်းထားပြီးတော့စစ်ဆေးမှုများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပေချင်းမြို့နယ်ဖိုကုန်းရွာနဲ့ချောင်းကြီးရွာတို့ကိုအချမ်းမဲ့စစ်တပ်ကလေရင်နဲ့ဘုံကျက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့မွန်လွယ်တနအိကမှာတပိတ်ချင်းမြို့နယ်ဖိုကုန်းရွာအနီးကို အချက်ဖတ်စစ်ခွေးတိုက်ရဲ့ဒရအုပ်လေးတက်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့အထီးကမရှိဘူးလို့သိရပါတယ်။အလားတူပဲမနေ့ကဇူလိုင်လ10ရက်နေ့မွန်လွယ်2:50မိနစ်ခန့်မှာလေတပိတ်ချင်းမြို့နယ်ချောင်းကြီးကျေးရွာကိုဒရအုပ်ကနေတက်လာတဲ့ Jet Fighter နဲ့ပေါင်900ဘုံဒီနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။မနေ့ကနေ့လေတနအိလောက်မှာဖိုကုန်းရွာအနီးကိုဘုံနှလုံးကျဲချသွားပါတယ်။ မွန်လွဲ2နိုင်50မိနစ်မှာလဲချောင်းကြီးကျေးရွာကိုထတ်ချဲပါတယ်ပြည်သူတွေထိခိုက်မှုမရှိပေမဲ့နေအိမ်တွေတော့ပျက်စီးသွားတယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ပြည်ဦးလွင်ခရိုင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့ဝေးရမှာနေထိုင်ကြရန်နဲ့လေချောင်းရန်ကာကွယ်နိုင်ရန်ဘုတ်ခုကျင်းများကိုတူးထားကြရန်ပြည်သူ့ကာကွယ်အဖွဲ့ပြည်ဦးလွင်ခရိုင်ကနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မင်းများမြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းမှုနဲ့တောင်ကြရေများကြောင့်ကျေးရွာ16ရွာခန့်ဟာရေ9ဘေးခန့်ကနေ6ဘေးခန့်အထိနစ်မြုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့၄ရက်လောက်ကစပြီးတော့မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့တောင်ကြရေများကြောင့်ကျေးရွာများမှာရေနစ်မြုပ်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းဒဂွန်နိုင်ကျေးရွာသားတို့ကပြောပြထားပါရယ်။၄ရက်လောက်ကစပြီးတော့ရေကြီးလာတယ်လို့ပြောလို့ရတယ်။ မိုးကလည်းအဆက်မပြတ်ရွာနေတယ်တောင်ကျရေတွေကလည်းဇက်တိုက်ကိုကျနေတာကြေးရွာတော်တော်များများရေလွှမ်းမိုးနေတာပေါ့ချောင်းကန်းသားဇက်ကြေးရွာတွေဖြစ်တယ်မင်းဖူးမင်းကစိတ်ကလမတောင်ဒဂွန်တိုင်းဖုံသာချောင်းပံမှာဆိုရင်မြင်းတင်မှာလက်ခုပ်ကြေးရွာရေတွေဖုံးလွှမ်းနေပါတယ်လို့၎င်းကရှင်းပြထားပါတယ်ရေလွှမ်းမိုးနေတဲ့ကြေးရွာများဟာပလဲတောင်ကပွဲအသေးကာလာ မင်းဖူးမြင်းကစိဝါတောင်ပောက်တော်ကလမတောင်ဒဂွန်တိုင်ချင်းစိတောတန်ဒုံသာဒုံကြီးမြင်းတယ်မှာလက်ခုပ်ကျေးရွာများဖြစ်တယ်လို့သိရပါတယ်ချောင်းကမ်းမနဲ့နှီးပြီးတော့မြင်းနေပိုင်းကျေးရွာတွေဖြစ်ကြတယ်ပြင်ရောင်ချောင်းတော်မင်းဖူးမြင်းကစိဝါတောင်ပောက်တော်ကလမတောင်ဒဂွန်တိုင်ကျေးရွာများဟာရေ9ဘေကနေပြီးတော့6ဘေအထိမြင့်တက်နေတယ်လို့ဒေသခံများကပြောပါတယ်ကလမတောင်ကျေးရွာသားတို့ကဒီပုံစံအတိုင်းသာမိုးရေဇက်တိုက်ရွာနေရင်တော့ ခုနှစ်ပေကနေ7ပေအထိရေတွေကြီးနိုင်ပါတယ်တချို့ရွာတွေဆိုရင်6ပေအထိရေတွေမြင့်တက်လာနေပြီလို့ပြောပြထားပါတယ်အဲ့ဒီကြီးရွာများမှာနေ့စဉ်နေ့တိုင်းမိုးအဆက်မပြတ်ရွာသွန်းမှုတွေနဲ့တောင်ကျရေများကြောင်းလေးမျိုးချောင်းရေဖုံးလွှမ်းလာပြီးတော့ကြီးရွာများမှာအခုလိုမျိုးရေကြီးရေရှမ်းမှုများဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကြောက်တော်ပုံနာကျောင်းနဲ့မောင်တော်မြို့နယ်များမှာနေအိမ်တချို့ရေနစ်မြုပ်နေပြီးတော့ဒေသခံပြည်သူများဟာအရေးပေါ်ကုညီကယ်ဆယ်ရေးများလိုအပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ